အမှန်တိုင်းပြောရင်တော့အဲ့လိုလွန်ဆွတ်တန်တာတော့တိတ်မရှိတော့နော်အော်နောက်ဒါမဲ့ဟိုအခွင့်အခါကြုံလာလို့အာကိုအခွင့်အရေးပြန်ပေးလာတဲ့နေ့ကျရင်တော့ပြန်စ조사ခြင်းစိတ်တော့ရှိတယ်။ဒါပေမဲ့အခွင့်ကမကြုံလာရင်လည်းအဲ့ဒါကြီးကိုလွန်စစ်တန်းတန်းနေတာမျိုးတော့မရှိဘူးเนาะ။အခုအပိုင်းဖြစ်နေဖြစ်နေကျွန်တော်တို့စီးပွားရေးလောက်ရတာပို့ပြီးသဘောကျလာတယ်။အာဒီဆိုင်လေးမှာဘယ်လိုရောင်းကောင်းလုပ်မလဲ။ customer တွေကိုဘယ်လိုအကောင်းဆုံးဖန်တီးပေးမလဲ။အဲအဲ့ဒါမျိုးလေးပေါ့အဲ့ဒါမျိုးလေးပဲရှိပါလား။ အဲအနုပညာလို့ခဏနားလိုက်တဲ့ချိန်မှာအိမ်မှာပဲနေနေရတာအိမ်မှာနေတော့ကြတော့ကြတော့ကြာကိုကိုကိုဘလို့အတုံးမဝင်တဲ့လူကြီးလိုခံစားလာတယ်။အဲ့လိုမခံစားလာပြီးတော့စိတ်ပြင်းညင်ညူးလာတယ်။ဘာမှလုံးချင်ကန်ချင်သိမ်းမရှိတော့ဘူး။အဲ့ချိန်မှာတငယ်ချင်းတွေစုံတဲ့အချိန်မှာ စကားလေးတွေပြောပြကြတယ်ဒီတိုင်းကြီးပဲငါတို့နေသွားလို့ဖြစ်ဘူးငါတို့ခုခုလုံမှဖြစ်မယ်ဆိုချင်ပါဒီလိုစီးပွားရေးလုပ်လိုက်တဲ့အချိန်မှာဘာဖြစ်နေဖြစ်နေစိုင်ရောကျွန်တော်တို့ဆိုခုဆိုနေတိုင်းသွားတယ်ကျွန်တော်တို့ coffee ကချာမှာဘာလေးလိုအပ်လဲဘာပြီးရင် customer တက်ဘာလေးတွေထပ်လုပ်ပြီးရင်ကောင်းမလဲအများနဲ့ဒါစဉ်းစားပြီးတော့အများနဲ့ customer နဲ့ထိတွေ့နေရတာပေါ့ထိတွေ့နေတာနေတိုင်းအလုပ်သွားတဲ့အချိန်မှာအဲ့လိုကျွန်တော်တို့မှဟိုဘယ်လိုပြောမလဲအားလက်တဲ့အချိန်ဆိုတာမရှိတော့ဘူးနော်အဲကျွန်တော်စိုင်သွားစိုင်ခဲ့တဲ့အချိန်ဆိုတာမရှိတော့ဘူးအားလားမျိုးပေါ့ဟုတ်တယ်ဟုတ်တယ် ်ကျွန်တော်တို့ကအခုဒီနောက်ပိုင်းအနုပညာလှူရှားမှုလည်းတိတ်မလုပ်ဖြစ်တော့ဘူးပေါ့နော်မလုပ်ဖြစ်တော့ဘူးကျွန်တော်တို့ကခုဆိုရင်ဘာဖြစ်နေဖြစ်နေစီးပွားရေးလုပ်နေပြီပေါ့ကျွန်တော်ကသင်တာဆိုရင်သူဆိုလဲဘာဖြစ်နေဖြစ်နေဆိုရှယ်မီဒီယာမှာ food blog အနေနဲ့တခုနေနဲ့သူရက်တိပြီးတော့သူလုပ်နေတာပေါ့အဓိကတော့ကိုဝါသနာပါရဲ့လုပ်လေးလုပ်ရတဲ့သူကကိုရီပျော်ရွှင်တယ်နော်စိတ်တင်နေမှုရှိတယ်အဲဒီတော့ဒီမှာဆိုလဲဘာဖြစ်နေဖြစ်နေတငယ်ချင်းရဲ့ပွဲမှာ supporting ပေးရတဲ့အတွက်လဲတစ်ဖက်တစ်လမ်းနေကူညီကွန်းရတဲ့လဲဝမ်းသာပါတယ်ဒီမှာလေးကချောလာတယ်ဝါဘာအချစ်ရအချစ် တာသူကသူကဟိုအချင်းနဲ့တွေ့ရမှာမဟုတ်သူကငကုတ်ကလေးကသူ့ကိုသူအများရန်ပြင်းပြင်းဆင်ဆင်နေတယ်တပြင်းပြင်းဆင်ဆင်နေတယ်ပြီးရင်လက်လက်ပတ်ပတ်လေးနဲ့သူသူ့ကိုသူအဲ့လိုမျိုးအများရန် update ပေါ့ upgrade ပေါ့ level ကြီးနေတာပေါ့လဲကျိုးသားလည်းကြည့်တာရန်လည်းဖြစ်ရတယ်ဘယ်လိုပြောလဲကွာပြောရတယ်မယ်ရန်လည်းဖြစ်ရတယ်ဟုတ်တယ် तू ကတော့မြဲရှင်းရတော့တော့ food blog ကနေပြီးတော့ तू လည်းပေါ့နော် तू လည်းအဲ့လိုမျိုးအစားအသောက်တွေတနေ့တနေ့စားပြပါပေါ့ကွာကောင်းပါလေးစားလိုက်တောက်လိုက်ပါဒါသူ့ဘာပြောရှင်းမှုလေးပေါ့ ကတော့ဘာပြောရှင်မှုอ่ะဟုတ်ပါပြောရှင်မှုဟုတ်လားထရမာတွေရတာငါပြောရှင်မှုပဲထရမာတွေပေးကြတော့ပတ်ဝန်းကျင်ကကျွန်မပြောရှင်မှုပါဒါပေမဲ့သူ့ကိုလည်းအမြဲတမ်းပျော်စေခြင်းပါပဲเนาะကိုရရမြဲပြောင်းလဲခြင်းမလုပ်ပန်းပေးနေ။ကျွန်တော်တို့ဘောင်းတနေကုန်လုံးကအဲ့လိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရတာသဘောကျတယ်။လို့စိတ်ညစ်ဆိုင်နဲ့ပူလောင်တဲ့ကသဘောမကျဘူး။အာမှန်တိုင်းပြောရင်တော့အဲ့လိုလွန်ဆွတ်တန်တာတော့တိတ်မရှိတော့ဘူး။နော်။အော်ဒါပေမဲ့ဟိုကအခွင့်အခါကြုံလာလို့ အာကိုအခွင့်အရေးပြန်ပေးလာတဲ့တနေ့ကျရင်တော့ပြန်စူးစမ်းခြင်းစိတ်တော့ရှိတယ်ဒါပေမဲ့အခွင့်အရေးမကြုံလာရင်လည်းအဲ့အရာကြီးကိုလွန်စစ်တန်းတန်းနေတာမျိုးတော့မရှိဘူးနော်အခုအပိုင်းဖြစ်နေဖြစ်နေကျွန်တော်တို့စီးပွားရေးလောက်ရတာပို့ပြီးသဘောကျလာတယ်အာဒီဆိုင်လေးမှာဘယ်လိုရောင်းကောင်းလုပ်မလဲကစတမာတွေဘယ်လိုအကောင်းဆုံးဖန်တီးပေးမလဲအဲအဲ့အရာမျိုးလေးပေါ့အဲ့အရာမျိုးလေးပဲရှိပါတယ်ဟုတ်ဒါကတော့ငယ်ချင်းကစိတ်တိုင်းဟိုသူလောက်ချင်တာလောက်တာပဲမြင်ချင်းဟုတ်တယ်ဟိုပြီးကျွန်တော်တကယ်ချင်းတာတန်းလက်တယောက်လေးနင်ဒါလောက်အောင်မယ်နင်ဒါလောက်အောင်မယ်နင်ဟိုဖြစ်ရမယ်နော်ဒီရဖြစ်ရမယ်ကျွန်တော်တို့မှအဲ့အရာတွေမရှိတော့ ျွန်တော်တို့ငါတို့တွေဘယ်လိုမျိုးအောင်မြင်လို့ကြံ့မယ်ဘယ်လိုမျိုးပတ်စံရှာကြမယ်အဲဒါပဲအဲ့လိုမျိုးတောင်းတဲ့တိုင်တိုင်မင်မင်ဖေးဖေးမမနဲ့ပဲသွားကြရတိုက်ရတယ်ဟာပြောတယ်ကျွန်တော်တို့အခုဆိုရင်ဘာဖြစ်နေလဲအရင်တော့ဆိုရင်ဟိုထားလိုက်ပါအမှုပညာလို့ဆိုရလဲကျွန်တော်တို့အများအားလုံးလုပ်လို့ရတဲ့အရာမျိုးမဟုတ်ဘူးလေမရှိတော့ကြတော့အဲအမှုပညာလို့ခဏနားလိုက်တဲ့အချိန်မှာအိမ်မှာပဲနေနေရတာအိမ်မှာနေတော့ကြတော့ကြတော့ကြကိုကိုကိုဘလို့အတုံးဝင်တဲ့လူကြီးလိုခန်းစားလာတယ်။အဲ့လိုမခန်းစားလာပြီးတော့စိတ်တွေညင်ညူးလာတယ်။ဘာမှလုံးချင်းကန်ချင်စိတ်မရှိတော့ဘူး။အဲ့ဒီမှာတကယ်ချင်းနေစုံတဲ့အချိန်မှာ စကားလေးတွေပြောပြကြတယ်ဒီတိုင်းကြီးပဲငါတို့နေသွားလို့မဖြစ်ဘူးငါတို့ခုခုလုံမှဖြစ်မယ်ဆိုချင်ပါဒီလိုစီးပွားရေးလုပ်လိုက်တဲ့အချိန်မှာဘာဖြစ်နေဖြစ်နေစံရုံကျွန်တော်တို့စံခုစံနေတိုင်းသွားရတယ်ကျွန်တော်တို့ coffee ကချမ်းမှာဘာလေးလိုအပ်လဲဟာပြီးရင် customer တွေဘာလေးတွေထပ်လုပ်ပြီးရင်ကောင်းမလဲအများနဲ့ဒါစဉ်းစားပြီးတော့အများနဲ့ customer နဲ့ထိတွေ့နေရတာပေါ့ထိတွေ့နေတဲ့နေတိုင်းအလုပ်သွားရတဲ့အချိန်မှာအဲ့လိုကျွန်တော်တို့မှဟိုဘယ်လိုပြောမလဲအားလက်တဲ့အချိန်ဆိုတာမရှိတော့ဘူးနော်အဲကျွန်တော်စိုင်းသွားစိုင်းနေတဲ့အချိန်ဆိုတာမရှိတော့ဘူးအားရမြေပေါ့ဟုတ်တယ်ဟုတ်တယ် လုပ်သေးပါစိတ်ရောက်ဟုတ်တယ်ဘာဖြစ်လဲဒါကြောင့်ကော်ဖီကလည်းအရင်ကောင်းတယ်ဟာဒါကြောင့်ညာပေါ့အင်းဒါလည်းဒါအကောင်းလေအားသာတော့တူကခုချိန်ကြီးကျွန်တော်အခုချိန်ကြီးတူကတူကခုချိန်ကြီးကျွန်တော်ဆိုင်လာပြီးအများတန်းတူကလာလာရိုက်ပြီအားဒါဒါမှရိုက်တဲ့ဒီမှာစားလိုက်တာလည်းငွေငါပဲဘယ်ချိန်တော့ငွေငါငွေငါကျွန်တော်ဆိုင်နေဆန်ရှင်နေမေးလဲဘာသာတော့ငွေငါကြိုက်တယ်သူစားတင်လာစားပုံပေးတယ်စားတင်လာစားတာဘယ်ချိန်စားတာမွေးဟင်းကပဲစားတာဟုတ်တယ်အဲ့မွေးဟင်းကတမျိုးပဲစားတာပြီးကျွန်တော်လည်းဘယ်ချိန်စားတာအဲ့မွေးဟင်းကပဲကြိုက်တာ ဝင်ကအဲ့လိုမနဲ့နော်ဖြစ်နိုင်အဲ့လို24နိုင်လောက်စားကြတယ်ဟုတ်ကဲ့ဖြိုးကနင်းလည်းပဲစားရင်ကိုသူကညနေပဲစားအဲ့ကြရင်ဝင်နိုင်စားကြတယ်အဲ့လိုမျိုးဝင်ကရဲ့ဆက်ဆောင်မှုတဲ့ရှန်ကောင်းတော့မအားလုံးမျိုးနဲ့ချက်ရှန်ကမနဲ့မနဲ့ခဏလိုက်တယ်6နိုင်တာ9နိုင်9နိုင်9နိုင်ရ9နိုင်တော့ရတော့ ထပ်တယ်အဓိကချမှာပဲရတာကွာဟင်း customer တွေကိုကျွန်တော်တို့ပြောချင်တာကအခုကျွန်တော်ဆိုင်လေးကနည်းနည်းပုံစံအစ်စ်မျိုးလေးအစ်စ်ဆန်းလေးပေါ့ changes လုပ်ထားတယ်လုပ်ထားတယ်သူနေတိုင်းရှိတော့မှာဟာပြောလာတော့ဟာပြောပြီ changes လုပ်တာပေါ့ကျွန်တော်တို့ကပေါ့ကိုယ်ဝါသနာကိုဆိုင်မှာဖန်တီးလိုက်ဖန်တီးလိုက်တာတကယ်တော့ဆော်တော့ပြောချင်တာဟုတ်တယ်သူအရန်တချင်းဆိုတာတချင်းဆိုတာကောင်းတယ်အဲ့တော့ဆိုကြနေအောင် မနေ့ကတော့လည်းအဲ့ဒါရုံခန်းထဲမှာသူတို့နှစ်ယောက်ဆိုကြတာလေကျွန်တော်တို့ကျွန်တော်ကောင်းမှုမှာစောင်းပေါင်းနဲ့မိုင်းနဲ့လုံးမြဲမ်းပါလေ။ဘယ်နေရာရောက်ချင်းဆိုလို့ရအောင်လို့ဘောပါလာတယ်။အခုလားအခုကားပေါ်မှာပါတယ်လေ။ဆိုမလား။မဆုံးမဆုံး။ဘူးရှိရင်မိုက်တောင်းဆို။ဆိုတော့ပါနော်။အဓိက customer တွေကိုအဲ့လိုမျိုးပေါ့တစ်ဆန်းလေးပေါ့ဟိုဘားလေးအဲ့လိုမျိုးဟိုစားတောက်ဆိုင်တွေမှာချင်းဆိုလို့ရအောင်ပေါ့ဗျာ။ကျွန်တော် coffee ဆိုင်လေးမှာလည်း တချင်းဆိုပြီးတော့ customer အဓိကတော့ customer နဲ့ရင်းနှီးမှုရကြတာကွာအာတူတူသူတို့တွေလာတဲ့ချိန်မှာလာပြီးစားစားတော့ကြတယ်စားတဲ့ချိန်မှာကိုကချင်းအေးလေးတွေနဲ့အလုံးနဲ့ customer နဲ့တူတူအဲ့လိုဖြော့ပြေးတယ်အဲ့လိုမျိုးလေးပုံစံလေး idea လေးရလာလို့ကျွန်တော်ခုအဲ့အဲ့ plan လေးထည့်ထားတာပေါ့နော်အာကျွန်တော်တို့ကျွန်တော်တို့ဆိုင်လေးကတခုခံကောင်းတာကျွန်တော်တို့ကဟို MD4 မှာဇလန်တွေရိုက်ခဲ့ပြီးတော့မှအာပရိသတ်တွေတချို့နဲ့လည်းကျွန်တော်ရင်းနှီးမှုရခဲ့တယ်ရခဲ့တဲ့အတွက်ကျွန်တော်ဒီဇိုင်းလေးလှုပ်လိုက်တဲ့အချိန်မှာလည်း အာ MRD4 တငယ်ချင်းတွေအကုန်လုံးကျွန်တော်တို့ဆိုင်လေးကို supporting အများအတန်းပေးတယ်။ရောက်လာတိုင်းလည်းတို့တွေကအာဆောက်လို့ရမ်းကောင်းတယ်။ပြီးရင် design လေးမှာဒါလေးတွေရပြီးတော့တို့အများအတန်းကြင်ညာပေးတယ်။အာတို့စေတနာအပြည့်အဝနဲ့ပဲကြင်ညာပေးတော့ design လေးကလည်းဒါပြည့်ပြည့်မြောက်မြောက်နဲ့ခဏအချိန်တိုအတွင်းမှာလူတည်များလာကြပါအဲ့ဒါလည်းအားလုံးကို customer တွေရောလူပညာနဲ့ပတ်သက်တဲ့တငယ်ချင်းတွေအားလုံးကိုကျေးဇူးများတင်ပါတယ်လူ media တွေကိုလည်းအဲ media တွေလည်းဒီကပဲ media လည်းကျေးဇူးတင်